ာကျွလွန်မိတဲ့ကန်တဘာဟာမင်းပဲမင်းညိုအပိုင်းသုံး Only love can hurt like that အရင်နေ့ကအကူနှင်းညောင်လေးဝှက်ထားတယ်အကူနဲ့တိတ်လိုက်တာပဲအကူဒီနေ့တငယ်ချင်းတွေသွားအိမ်မလို့အကူစီကစာဝင်ထားတယ်တောင်းမယ်စားမယ်ပေါ့ဟုတ်တာပေါ့ဗျာဆိုင်သိမ်းပြီးကျမရှိက သူ့စပင်းကလေးဖြတ်သွားတယ်ကျမကိုကြောခိုင်းပြီးတဖြည်းဖြည်းဝေးကွာသွားတယ်ပြီးတော့ပျောက်ကွယ်သွားတယ် တစ်ချက်ကလေးမှပြန်လှည့်မကြည့်။ကိုရောက်ပြီ။ရှော့တောင်းတော့သုံးခွက်ထဲတောက်မှာ။ဟုတ်ပါပြီ။မိကိုတရိရနေရလား။ရတာပေါ့။ရလို့လိုင်းခဏခဏတက်လာတာ။စွစွလေးအနားယူအောင်အကူ။ဟုတ်ကဲ့ပါ။ဖုန်းပြောချိန်တွေဟာညပိုင်းတွေမို့အကူအားရဲ့အချိန်ကိုပဲစောင့်ရတယ်။အေးရေးလေးပြက်တခါတလေဖုန်းတွေလွတ်ကြတဲ့အထိ။ အကိုလဲခက်ခက်ခဲခဲကျမကိုဆက်သွယ်ရဖို့ကြိုးစားနေရမှာကိုလဲကျမတွေးမိခဲ့တယ်။ကျမကိုယ်တိုင်ကြတော့လဲမခေါ်ရဲအကိုစီကဖုန်းအဝင် စာအဝင်သာစောင့်မျှော်ခဲ့ရတယ်။နောက်နေ့မနက်မုံကုတ်ကုံနဲ့မျက်နာကြီးတင်းမာပြီးစိုင်းဖွင့်နေရကိုတွေ့လိုက်တယ်။ကျမဝရန်တာကနေဖုန်းလေးထောင်ပြီးလိုင်းတက်ဖို့အချက်ပြလိုက်တော့အကိုဘာဖြစ်နေတာလဲမျက်နာကြီးကတင်းမာပြီးတော့အေးမဝလို့လေ သူ့အဖေကတိတ်ချစ်စရာကောင်းလွန်နေအကိုပြာမိမွေးနေကိုမှတ်မိလား1988နှစ်လပိုင်း12ရက်နေ့လီမစင်းစားမတွေ့ဝေပဲခုနှစ်တခုကိုသူချက်ချင်းပဲရွတ်ပြတော့ကျမအံ့ဩသွားခဲ့တယ်။ကျမအကိုကိုတခါပဲပြောဖို့ပဲမဲ့အကိုအလွတ်ရနေခဲ့တယ်။ခုမွေးနေ့ကတော့မနေ့စင်းစားရတဲ့အမျိုးသားဟာကျမမွေးနေ့ကတော့အလွတ်ရနေတဲ့။နေ့ရက်တိုင်းမှာအုံနောက်နဲ့နှလုံးသား အချိန်ပြည့်လွန်ဆွေးနေကြတယ်။ကျမနှုတ်ကအခုမင်းနဲ့စကားမပြောဘဲနေနိုင်လား။နေနိုင်ရင်နေလိုက်ပါတော့လားဟင်။မနေနိုင်လို့ပေါ့ကွာ။မနေနိုင်လို့ပေါ့။တိမ်ဝင်သွားတဲ့သူ့အတန်ဟာခြေခွဲလွမ်းဆွဖွယ်ရာကောင်းနေတယ်။နှစ်ယောက်သားတိတ်ဆိတ်သွားပြီးအတော်ကြာမှကိုမင်းစကားကိုနားထောင်နေနော်။မင်းမြင်နေကြားနေမဟုတ်လား။မသိချင်အောင်ဆောင်ပြီးကျမကဘာရီလဲဟင် ဟာကိုစပင်းကိုရေတုပ်ပြီးစီးတယ်လေနေပူပူမိုးရွာရွာအဆောင်ပါတယ်လေကွန်လဲလျှော့စားတယ်စိုင်လဲအစောသိမ့်တယ်ကွာမင်းမတွေ့ဘူးလားအဲ့ဒါဘာဖြစ်လို့လဲအကိုထူးဆန်းမှမဟုတ်ပဲအကိုအထွတ်ကောင်းတာပဲဟာကိုအဲ့ဒါမင်းစကားကိုနားထောင်တာလေမင်းကိုစိတ်ထဲရှိနေတာလေကွာမင်းသိပါရဲ့စလိုက်တာပါ အကိုရဲ့မင်းနော်အဲ့တော့နော်အင်း ဖုန်းပြောပြီးကျမအိပ်ရာတဲ့ဝင်းချင်းများတွေမှာငေနှစ်နှစ်ချိုင်ချိုင်အိပ်ပျော်နေခဲ့ပြီ။ငေပချိုင်လေးမမြင်ရတာတော့ရက်အတော်ကြာခဲ့ပြီ။ညနှစ်နာရီကျော်မှအိပ်ဖြစ်လာရင် ကျမကမနဲ့ငေဘဲအချိန်အလုတ်သွားလေးမသိတော့ကျမအလုတ်ချိန်တောင်ကျမအလုတ်အရက်ပြေးဝင်နေခဲ့ရတယ်။ငေပြန်လာရင်စားဖို့ထမင်းကျူခူးပေးထားမိတယ်။အရင်လိုထမင်းလက်စုံမစားပြတော့အကိုစီကစားဒါမှမဟုတ် ဖုန်းဝင်လာတဲ့အခါ ချက်ချင်းပြန်ပြောရမှာမဟုတ်ရင်သူမအားတော့မှစိုးလို့အလုပ်တွေကိုကျိုးလှုပ်ထားရပြန်တယ်။ဒါပေမဲ့လည်းငယ်ကအရာရာကို နားလေပေးခဲ့တယ်။မေမေထတော့လေဒီနေ့မင်းကြိုက်တဲ့အုံလုခောက်ဆွေးချက်ထားပေးရင်အများကြီးစားနော်။ကောင်မလေးပိန်သွားလိုက်တာဆိုပြီးကျမစပင်တွေကိုတတ်တင်ပေးကငယ်မေကိုဘလောက်ချစ်ဘလောက်ခင်လဲဆိုတာမေသိရဲ့မဟုတ်လား။အွန်းမေသိပါရဲ့။ငယ်ဘလောက်ဆိုးရဲ့ဆိုတာရောသိရဲ့မဟုတ်လား။ อืมမိကိုအရှက်ရစေရဲ့နေ့ငင်းသူ့ကိုတတ်မှာငင်းမိကိုမနာကျင်စေခြင်းမူတခုတော့အမြဲတည်ထားပါ အချက်ဟာနေရာတိုင်းအတုံးမဝင်ဘူးအချက်မှာတည်ရှိရမယ်အယုံမလွင်နဲ့မိအလုတ်သွားတော့မယ်နော်ငင်းကတန်ဖိုးရှိရဲ့စကားများစွာကိုပြောသွားတယ်ငင်းသူ့ကောင်လေးနဲ့ပြတ်သွားပြီလို့ပြောတော့ကကျမနှစ်သိမ့်ဖို့မအားခဲ့အကုန်နဲ့ဖုန်းပြောနေခဲ့တယ်တောင်းပန်ပါတယ်ငင်း အကိုဖြာမေလက်ဆောင်ပေးရင်အကိုလက်ခံမလားအင်းတသက်လုံးအနာမှာထားမှာပေါ့အကိုကိုနားထောင်စေခြင်းနဲ့တခြင်းတွေရှိတယ်နားထောင်မလားအင်းပြောလေဘယ်တခြင်းလဲ only love can hurt like that အညာကအကိုကိုနားထောင်စေခြင်းနဲ့တခြင်းတွေအကုန်လင်းချပြီးပို့ပေးလိုက်တယ်ဆက်လေးဖို့အကိုဟုတ်ကဲ့ပါဗျာသေချာနားထောင်လိုက်မယ်နော်ညရီမှာကျမဟာ ကိုထက်အသက်10နှစ်များကြီးတဲ့အမျိုးသားကို အချစ်ရာဇဝင်ပုံပြင်ဇလန်းတွေအကြောင်းပြောပြနေခဲ့သေးတာအကိုဖျားနားမငီးဘူးလားမငီးပါဘူးချစ်စရာလေးဟာကိုအတန်ကဆွဲဆောင်မှုရှိတယ်တီတီတာတာလေးအိုးမြောက်ပြီ အကိုကတကယ်ပြောတာဖုန်းမချခြင်းတော့အောင်ပဲဆိုကမှ အချိန်ကိုချိန်မိလိုက်တယ်အကိုမေးပြန်ခေါ်ပေးရမလားနှစ်နာရီကြုံနေပြီဖုန်းပြောတာအကိုပြေးပြီးကုန်နေအောင်မေးလေး ရတယ်ကုံပစီပေါ့ဟာ အကူကလည်းဘယ်ဟုတ်မလဲမေးပြန်ခေါ်ပါမေးရပါတယ်ဆိုအင်းပါအဲ့ဒါဆိုလေဟိုဟာလေတခုမေးလို့ရမလားဟင်အင်းမေးလေကုံဘာလို့စားရလဲယောဂါရလိမ့်မယ်မစားပါနဲ့လားပြင်းလို့လေဝါနေတာဝါရတာကအရသာရှိလို့ဒါပေမဲ့ကွာမင်းအနာမှာရှိရင်တော့မင်းနှခံလေးပြောင်းနေမှာပေါ့ဟာအကူကလည်း အဲ့ဒီညက3နာရီခွဲတဲ့အထိဖုန်းပြောပစ်ခဲ့ကြတယ်။အဲ့တော့နော်တနေ့လုံးပင်ပန်းထားရတဲ့ထဲဒါပဲလား။အင်းလေဒါပဲပေါ့။ဘာမှပြောစရာမရှိတော့ဘူးလား။ပြောစရာတော့ရှိပါရဲ့။ဒါပေမဲ့အကူကကွန်သူ့ဘက်ကထရက်လိုက်တန်းလမ်းလျှောက်တန်းရှေးခတ်လိုက်တန်းပလုတ်ချင်းတန်းဇမအားရပါရရင်မောလိုက်မိရဲ့။ရပြီ။ချစ်တဲ့အကူ ဖုန်းပြောလို့ပြီးသွားပေမဲ့ကျမအဲ့လို့မပြောခဲ့ပါအတွင်းများစွာရှုပ်ရှုပ်ထွေးထွေးတွေးနေမိတယ်အကိုကမိမရှိတယ်ကျမကလူလွတ်မိသူများမသိပါပဲခိုးပြီးဆက်သွယ်နေခဲ့ကြတယ်ဖောက်ပြန်ရရောက်နေပြီးကံကားပါတဲ့ကတပားကိုလေကျူးလို့နေခဲ့မိပြီလားဟာငါကဖောက်ပြန်နေရမှာမဟုတ်ပဲစကားလေးပဲပြောနေမိတာကိုဒါပေမဲ့နင့်ကိုနင်းသိတယ်လေမေအင်းသိရဲ့လေငါသူ့ကိုချစ်မိနေရဲ့လေ ဘာဖြစ်လဲဘသူခရုဆိုင်ရမလဲဟိုကနင့်ကိုယူမာမှုလို့လားယူမာပေါ့အကူကငါ့ကိုဒင်းလောက်ချက်တာနင်ကရောယူမာလားဘာရီဖြစ်လာမလဲမတွေးတော့ဘူးလားဘာကိုမှတ်မောနေရလဲဘာမှမမှတ်မောပါဘူးငါချစ်မိနေလို့ပါငါချစ်မိနေလို့ပါဟာဒီနားကပဝင်းကျင်ကြီးတိတ်သွားရင်နင်တော့အဆက်ကွဲပြီနင်းနေမဟုတ်ဘူးငဲပါ သူများတတွေးကွက်ထဲမှာတယောက်ထဲမိကုံပေါင်းများစွာ ်မေးရင်ဖြေရင်ငိုရင်ရှင်တဲ့စူးအောင်လာတယ်။ဝရဏမှာဝုန်းကနေပြစ်လဲသွားပြီးထိုင်ရက်သားစက်ငုံနေမိပြန်တယ်။ဟဲမေးမေးငယ်ပြေးထွက်လာပြီးထူပေးတယ်။ဒါပေမဲ့မတ်တန်ရက်လိုက်ဖို့အားမရှိခဲ့။အဆောင်ကတချို့အခန်းတွေမီးဖွင့်ပြီးတီတူပြောက ကြည်နေကြတယ်။သူကဘာပြောလို့လဲမေးဟင်ဘာပြောလို့လဲသူကပုံမှန်ပါပဲ။ မေကမေအနာကမေတွေးကြည့်မိတာငင်းငင်းသိလားမေအခုကိုချစ်ယုံနေမဟုတ်ဘူးသူ့မျက်လုံးသူ့အတန်သူ့ဟန်တွေပါမေဆွဲလန်းယူတုန်နေပြီဆိုတာပြောပြီးစံကုန်နေမိပြန်နေငင်းကတော့တိတ်ဆိတ်လျက်မနေ့အစောကြီးတကားခောက်တန်ချားလိုက်ရတယ်ငင်းကဖွင့်ပေးလိုက်တော့အဆောင်ရှင်ကညကဘာဖြစ်တာလဲသမီးတို့အော်ဟိုကမေနေမကောင်းလို့မူးလဲတာအန်တီ ခုနားနေတယ်။အော်ဟုတ်လားတက်တာရဲ့လား။အေးပြုံနေတယ်အန်တီ။အော်အေးပါ။ဘာများဖြစ်တာလဲလို့အန်တီကခရုဆိုင်လာရောတငယ်ချင်းကိုဟုတ်အန်တီ။ငဲ့ကိုအားနာမိတယ်။ကျေးဇူးပါပဲငဲ့။အကုံဖြာမိပြောစရာရှိတယ်။အင်းပြောလေခလေး။အကိုကလူကြီးတယောက်အနေနဲ့မိထက်အမှန်ကိုပုံတွေးခေါ်ပြောတတ်မှာပါ။ အဲ့ဒါကြောင့်မိကိုဘယ်လိုနေရမလဲဆိုတာပြောပြပေးပါလားဟင်မိအကိုနဲ့အခုလိုစကားပြောနေရမသိမှန်းသိပါရဲ့ဒါပေမဲ့နေလဲမနေနိုင်ဘူးအကိုရဲ့အငန်းချက်တယ်ပြီးတော့အကိုဘေးနာကအမျိုးသမီးဟာမိပဲဖြစ်နေခြင်းနဲ့အုံနောက်နေဆိုရင်တော့မင်းကိုနဲ့အဝေးဆုံးမှာနေတဲ့လေဒီစကားကိုအကိုဘယ်လိုပြောထွက်ခဲ့တယ်လဲမသိစိတ်ထဲကတွေးနေမိခဲ့တယ်ပြောထွက်လိုက်တာအကိုရဲ့ ကိုကမင်းကိုပဲစိတ်ပူတာအဖြူတယ်လေကို့ကြောင့်အယောင်တွေစွန်းအပြောခံရမှာကိုတကယ်မလို့ခြင်းမူနှလုံးသားနဲ့နှလုံးသားနဲ့ပဲပြောပေးပါလားအကူရဲ့နှလုံးသားနဲ့ပြောရရင်ဒီအတိုင်းလေးပဲကိုနေသွားခြင်းလေမင်းစိတ်ညစ်ရင်ရှင်လာဖွင့်အကူငီတောင်းကိုရှိနေမယ်ဝေးလဲမဝေးခြင်းမူကွာတကယ်ပါမျက်မျက်နှိုးနှိုးနဲ့မထီရက်မကန်ရက်ကိုမင်းကိုတကယ်ချစ်တာ အချိန်တွေတစ်ခုကြောင့်အတူတူရှိလာကြမယ်ဆိုရင်လေပိုကောင်းတာပေါ့ဒါရီဟာကို့အထင်မြင်ပါမင်းစိတ်ကြိုက်ဆုံးဖြတ်နိုင်ပါ යි မင်းတို့ကိုလက်ခံမှာပါကြီးစုပါအကိုပြောလက်စဖုန်းကိုချပြလိုက်တယ်ကျမသိလိုက်ရပြီအကိုကကျမကိုဆုံးရှုံးရမှာမကြောက်တွေးအေးလွန်နေချင်းပိုင်ဆိုင်စင်စားရဲ့သူဝေကြီးပဲမဟုတ်လားအခုအကိုကတော်ပါပြီစက်မတွေးပါနဲ့တော့မေရဲတော်ပါတော့ ကိုကိုကိုတရေပေးလိုက်ပြီးအုံနောက်ကအလေးသာနေပြန်တယ်။ကျမတို့စကားမပြောကြတော့ဘူး။ကျမဆိုင်ရှိကတော့ဖြတ်မလျှောက်တော့ဝရဏာလေးမထွက်တော့အခန်းထဲသာတချင်းနားထောင်ပြီးထိုင်ငီးတွေးဝင်နေခဲ့တယ်။အကူကပေါပြပြဆန်လွန်လာရင်ကျမကိုတကယ်မချစ်ဘူးလို့ထင်ရတယ်။ထွက်မကြည့်တော့ဘူးဆိုပြီးတကားပိတ်ထားတော့ညာလေးချောင်းကြည့်နေမိပြန်တယ်။လိုင်းမုံတက်လာမလားလို့လေစောင့်နေမိခဲ့တယ်။ အကုန်လဲကျမစာအပို့ကိုစောင့်နေတာထင်တယ်။ active noun အမြင်ဖြစ်နေတယ်။ဒါပေမဲ့တယောက်ကိုတယောက်စာမပို့ခဲ့ချာအဲ့ဒီနေ့ကအကူတယောက်သေးပဲဆိုင်မှာဒါပေမဲ့အကူကျမကိုဖုန်းမခေါ်ဘူးစားလဲမပို့ဘူးညနေ9နာရီလောက်မှမင်းကံကောင်းပါစေကွာလွမ်းနေခလေးရေဆိုပြီးစာဝင်လာတယ်ကျမကတော့စာမပြန်ပြစ်ခဲ့အဲ့ဒီက အကူည9နာရီခွဲကျော်တဲ့အထိဆိုင်မသိမ့်သေးဘူး အလူအရက်သခိုးတွေပေါများနေရတဲ့အထင်ဆိုင်ကူတယောက်ထဲလာပြီးစောစောမသိမ့်ဘူးလို့စိတ်ထဲကတွေးပြီးစိတ်ပူနေမိသေးတယ်။အခုလိုစိတ်ပူရတဲ့ညမျိုးတွေဆိုကျမကဝရန်တာမှာမီးဖွင့်ပြီး မတက်ထွက်ရက်ပင်းနေခဲ့တာ။အခုဆိုင်သိမ့်ပြီးထွက်သွားမှ စိတ်ပူရတာတတ်တာလား။အခုလည်းစကားမပြောပင်မဲ့စိတ်ပူမိတာမို့ဝရန်တာမှာတကားဖွင့်ပြီးမတက်ရက်ဆောင်နေပေးခဲ့တယ်။အမောင်လေးမှဆိုပေမဲ့ မျက်ဝန်းညူတွေကိုအထင်းသားမြင်နေရတယ်။သူ့မျက်လုံးတွေမှသူ့နှလုံးသားတွေနာကျင်နေကြောင်းဖော်ပြနေတယ်။ဆိုင်ကိုချက်ချင်းသိမ့်ကစပိန်ကလေးတဖြည်းဖြည်းကျမရှိအားရွှေ့လာပြန်တယ်။ကျမကြောပိ၍နေလိုက်မိတော့တယ်။သွားပါတော့အကူရဲ့။နောက်နေ့ငယ်မေးဆက်ပေးထားတဲ့ထဲကတယောက်ကိုလက်ခံစကားပြောနေမိခဲ့တာ။ချိုလူနဲ့ဖုန်းပြောနေပေမဲ့လေခုအတွေးနဲ့ကိုတိတ်ဆိတ်နေခဲ့တယ်။အကုတ်ဖုန်းဝင်လာတာနဲ့ ပြောလက်ဆောင်ဖုန်းကိုချကာအကိုဖုန်းကိုကင်လိုက်မိတယ်။ဟယ်လိုခုနဖုန်းပြုံးနေတာဘယ်သူလဲအကြာကြီးပဲစိတ်ထဲတနှုံနှုံနဲ့ဘယ်သူလဲဟမ်မိကောင်လေးအချိန်ကြာကြာအကိုတိတ်ဆိတ်သွားပြီအင်းပါမိဆက်ပေးအောင်နော်ဟုတ်ပါပါအကိုကသူ့အလှကြတော့ခံနိုင်မရှိဘူးထင်တယ်။အော်အကိုကျမနေရာဝင်မကြည့်ခဲ့ဘူးဘူးပဲအတူရှင်ကအကိုတို့ထိုင်နေရင် ကျမဘလောက်နာကျင်ရမယ်ဆိုတာပဝင်းကျင်ကသိသွားခဲ့ရင်ဘာတွေဖြစ်လာမလဲကျူးလွန်မိတဲ့ကံအကြောင်းတွေးရင်လည်းဘလောက်နာကျင်ရတယ်ကျမအထွေးတွေနဲ့ဘလောက်ပင်ပန်းနေမလဲဆိုတာတွေးကြည့်ဘူးလေအကိုအုံနောက်ကတရေပေးလိုက်နှလုံးသားကတရေပြက်လိုက်နဲ့နေ့စဉ်ယူနေပြီဆိုတာလဲမသိဘူးမလားမသိဘူးမလားဟမ်ပြောမထွက်ခဲ့တဲ့စကားတွေကိုမြို့သိမ့်လိုက်ပြီးငိမ့်သက်နေမိခဲ့တယ်ကိုတောင်းမှန်ပါတယ်အရန်တရေရနေမိလို့ ဒါပဲနော်မင်းဆော့ဆော့နာတော့မင်းကျွန်မက အရင်ဦးအောင်ဖုန်းချပြစ်လိုက်တယ်။ငယ်ကထုံးစံအတိုင်းမနှက်စာပြင်ပြီး အလုပ်သွားတယ်။ဒီနေ့ထူးဆန်းစွာညနေကျအစောပြန်လာခင်းပြီဟုစာရေးသွားသေးတယ်။မနှက်အစောကြီးအကုန်ဆန့်ခင်းနေတယ်။ခဏကြာဖုန်းဝင်လာပြီ။ကိုကိုစိတ်ဆိုးနေရလား။မဆိုးပါဘူး။ဒါပေမဲ့သိကျင်တာတခုတော့ရှိတယ်အကို။အင်းဘာလဲ။အကုန်မိကိုတကယ်ပဲချစ်ရလား။ ချစ်တာပေါ့ကွတကယ်အရင်ချစ်တာပါကွာချစ်ရင်ပိုင်ဆိုင်ခြင်းကြရည်လေအကူကမိကိုပိုင်ဆိုင်ခြင်းလို့လားပိုင်ဆိုင်ခြင်းတာပေါ့ကွာအနားမှာထားခြင်းတာပေါ့ကိုကလူလို့မဟုတ်ဘူးမင်းကိုငဲ့နေလို့ကွပုံမှန်သားဆိုရင်ကိုဘယ်အခြေအနေဖြစ်ဖြစ်ဖြတ်ကျော်လာမှာအခုရောအခုကိုအစဉ်ပြေနေတယ်လို့မင်းထင်နေရလားမပြေဘူးကွမင်းကိုချစ်နေလို့မင်းကိုငဲ့နေလို့အရာရာကိုမျိုးသိမ့်ထားနေရတာ အခုစကားတွေဟာနာကျင်စရာ ကောင်းလွန်လာ၏အခုစကားအဆုံးတွင်ငုံချမိလိုက်တယ်နေ့ရက်တိုင်းမှာမျက်ရည်တွေနဲ့ပါပဲအကူရဲ့အကူကမိလောက်တောင်တက်သည့်မရှိပါဘူးဒီလောက်ခြေလှမ်းများစွာလှမ်းခဲ့တာအခုစီရောက်မှဒီတိုင်းကြီးဆက်သွားမယ်လေလားမဟုတ်ပါဘူးမေရဲ့ကိုပြောတာနားထောင်ပါဦးမင်းကို့လိုလူရဲ့အနာမှာနေရဲလို့လားနေရဲတာပေါ့အကူရဲ့ ကျမအဖေဟာအကိုမထင်ထားတဲ့အဖေဖြစ်နေတယ်နဲ့တူတယ်။ကျမရှိုက်ပန်တွေချာအကိုအချိန်ကြာကြာတိတ်ဆိတ်သွားတယ်။မငိုပါနဲ့ကွာမင်းသိထားပေးပါ။ကိုတိတ်ဆိတ်နေရခြင်းဟာမင်းကိုငဲ့ညာနေလို့ပါ။မင်းဘက်ကိုတွေးနေလို့ဆိုတာမလို့ခြင်းမမသိခြင်းမအကို အကိုကမိလောက်တောင်တတ်တယ်မရှိဘူး။အကိုမိကိုတကယ်မချစ်ဘူးမချစ်ခဲ့ဘူး။ဟုတ်တယ်မလား။ချစ်တယ်ဆိုတာအကိုညာခဲ့တာ။ညာခဲ့ရမလား။ ညာခဲ့တာဟုတ်တယ်မလားလို့မေးရင်ဖုန်းချပြလိုက်ပြီးထိုးတစ်နေ့လုံးလေးကျမငုံနေမိတော့တယ်